ြင်ထွက်တောင်ငါးလုံးကခိုးရာဇဂျိုလို့ဆိုတဲ့အတိုင်းတောင်တွေကအမတန်ပေါ်တယ်အဲ့ဒီမှာတောင်ငါးလုံးနဲ့ကတလုံးဖြစ်တဲ့ပန္ဒဝတောင်ဘက်ကိုကြွသွားနောက်ကလိုက်သွားကြတယ်ပန္ဒဝတောင်ခြေရောက်တဲ့အခါကျတော့ဘုရားလောင်းဟာရေရလွယ်တဲ့နေရာလေးမှာထိုင်ပြီးတော့အိန္ဒဂါကလောင်းလိုက်တဲ့ကောင်းတဲ့အရာသာမဟုတ်ဘူးเนาะဟိုအိန္ဒီအိမ်ကနေ သူတို့စားတဲ့စီကနေခွဲပြီးလောင်းလိုက်တဲ့မျိုးစုံနေတယ်ထမင်းကလည်းမျိုးစုံဟင်းကလည်းမျိုးစုံအဲ့ဒါကိုဖုံးမိနေတာကိုသွားတွေ့ကြတွေ့တော့တမန်တွေကအနိကပ်ပြီးတော့ကြည်သေးချာအောင်စောင့်တဲ့လူကစောင့်ပြီးဘုရင်ကြီးစီသွားတရင်ပို့တယ်အဲ့ဒီမြင်လိုက်တဲ့သူတော်စင်ဟာပန္နဝတောင်ချေမှာ ဆုံးဖုံးပေးနေပါတယ်ဆိုဘီရင်ကြီးကအားချင်းမြင်းစီးပြီးတော့ရရှောက်ထွက်လာခဲ့လိုက်လာခဲ့တယ်လိုက်လာတော့ဘုရားလောင်းလေးနဲ့တွေ့တဲ့အခါကျအနန္တရောက်တော့ဘုရားလောင်းမြင်လိုက်တဲ့အခါသူ့စိတ်ထဲမှာခင်မင်းနဲ့ကြီးလိုက်တော့အရွယ်ချင်းကလည်းတိတ်မကွာကြဘူးပေါ့နော်တိတ်မကွာတဲ့အခါမျိုးရိုးတွေမေးတယ်ပေါ့ ဘယ်မျိုးရောလာတာတုံးလို့ဆိုဘုရားလောင်းကပြောတယ်ဟိမတတောင်းချေကကောသလတိုင်းမှာထိတ်တန်းမျိုးရိုးဖြစ်တဲ့တာကိဝင်မင်းမျိုးကလာခဲ့တာပါသူကတောထွက်ပြီးတော့အမှန်တရားကိုရှာဝေဖို့ဘာဝရငိမ့်ချမ်းတဲ့နိဗ္ဗာန်အငိမ့်တတ်ကိုရှာဝေဖို့ထွက်လာခဲ့တာပါလို့သူ့အကြောင်းကိုရှင်းပြတယ် ပြောတယ်ဗေမိသာရမင်းကြီးကရုပ်မြင်လိုက်တာနဲ့ပဲသူကခင်မင်သွားပြီးတော့ဖះလောင်းကိုငယ်သေးတော့အကယ်ပြေများသူနဲ့တူတူနေမယ်ဆိုလို့ရှင်ခိနန်းစည်းစိမ်တူတူပူးတွဲပြီးတော့အုပ်ချုပ်ကြရအောင်သူ့နိုင်ငံမှာနေပါလို့ဒီလိုဖိတ်ခေါ်အဲ့ဒီမှာဖះလောင်းကခိနန်းစည်းစိမ်ကာမဂုဏ်ချမ်းသာတွေကိုမလိုချင်လို့သူစွန့်လာခဲ့တဲ့အကြောင်းရှင်းပြခဲ့ ဒါပထမဆုံးတွေ့တာပဲเนาะဖရာမဖြစ်ခင်ဘိမိတာရာကောရမဗုဒ္ဓနဲ့ဗုဒ္ဓရဲ့လောင်းတရားသိတ္တထမင်းသားဘုရားဒီလိုတွေ့လိုက်တာအဲ့ဒီကနေပြီးတော့ဖရာလောင်းဟာတရားထုတ်လိုက်တာတရားရှာတာ6နှစ်လောက်ကြာသွားနောက်ဖရာဖြစ်တယ်ဆိုပါတော့ရာဇဂျုံကနေထွက်ပြီးတော့ ဗာရဏသီမိဂရာအောင်မှာဣတိပတနာတောမှာသွားပြီးတော့တပည့်ဆက်ကြတရားဟောအဲ့ဒီဣတိပတနာမှာနေရင်ကနေပြီးတော့တရားဓမ္မနားလည်လာတဲ့ပုဂ္ဂိုလ်တွေတစားတစားနဲ့များလာနောက်ဆုံးမှာယန္နာအပါ60ပေါ်သည့်ထိအောင်များပြားလာတဲ့အခါမြတ်စွာဘုရားကအဲ့ဒီယန္နာအပါ60 ထိုထိုအရတ်တွေသာသနာပြုသွားကြဖို့ဆက်လွတ်ပြီးတော့မိမိကိုယ်တိုင်ကရာဇချုပ်ပြည်ဘက်ကိုပြန်ထွက်လာပဲဥရုဝေလာတောဘက်ကိုပြန်ကြွလာတယ်ပြန်ကြွလာပြီးတော့ဥရုဝေလာတောထဲမှာသူတို့ရဲ့အယူဆအတိုင်းတရားကျင့်နေတဲ့ယသိတထောင်ရှိတယ်ဥရုဝေလာကတ္တဗအတို့နတိကတ္တဗအတို့ခရကတ္တဗအတို့ဆိုတဲ့ညီနောင်၃ယောက် အချမ်းရံတထောင်နဲ့အဲ့ဒီမှာနေကြတာမြတ်စွာဘုရားကသူတို့ကိုတရားဓမ္မဟောပြောစီရင်ပြီအဲ့ဒီကနေစီရင်ပြီတဲ့နောက်ပိုင်းမှာမြတ်စွာဘုရားဥရဝေလညီနောင်တထောင်ကိုတရားသိစေပြီးတော့တပြိတာဝကအဖြစ်သူတို့ကိုခေါ်ဆောင်ပြီးတော့ ခရာတိတကနေပြီးရာဇဂျိုဘက်ကိုကြွာလာတရားအမထုတ်ခင်တုန်းကဘုရားအလောင်းဘွားတုန်းကတခါရောက်ခဲ့တယ်အခုတခါဘုရားဖြစ်ပြီးတဲ့နောက်တနစ်ကျော်လောက်ကြာတဲ့အခါမှာဒီကိုရောက်လာပြန်တယ်ဟောနော်အဲ့ဒါလို့သတင်းတွေကလည်းကြီးလာတယ်ပေါ့ဂေါရမဗုဒ္ဓအင်တမထူးခြားတယ် ထူးခြားတဲ့အည်သွေးတွေတရားဓမ္မဟောပြောတယ်မှန်ကန်တဲ့တရားဓမ္မတွေဟောပြောတယ်မြတ်သောအချက်တွေကိုထင်ထင်ရှားရှားချမှတ်